မင်္ဂလာပါရှင်ရန်ကုန်ကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းပိုင်နိုင်တဲ့ကိုမြန်မာဘက်ကနေပြစ်ခတ်တဲ့လက်နက်ကြီးကြီး၅လုံးကြောင်းပြီးနောက်ထိုင်းစစ်တပ်ကမြန်မာဘက်ကိုမိခိုးပုံအမြောက်များသတိပေးပြန်တဲ့ပြစ်ခတ်။ထိုင်းနိုင်ငံပိုင်နယ်နယ်မြေနယ်ကိုမြန်မာဘက်ကနေပြစ်ခတ်တဲ့လက်နက်ကြီးကြီး၅လုံးကြောင်းပြီးနောက်ထိုင်းစစ်တပ်ကမြန်မာဘက်ကိုမိခိုးပုံအမြောက်များသတိပေးပြန်လည်ပြစ်ခတ်လိုက်ကြောင်းထိုင်းတော်ဝင်စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးကထုတ်ဖော်ပြောဆိုကြောင်းဖော်ပြထားတယ်။ ယနေ့မနက်ပိုင်းကင်းပြည်နယ်များရီမြို့နယ်မင်းလက်ပန်ကျေးရွာနီးစစ်တပ်နဲ့တော်လန်ရေးတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးမြန်မာစစ်တပ်ကပစ်ခတ်တဲ့60မမလက်နက်ကြီးကြီးငါးလုံးကထိုင်းပိုင်နယ်နဲ့မြေတဲကိုကြောက်ပောက်ခွဲခဲ့ကြောင်းထို့သောပောက်ခွဲမှုကြောင့်ထိုင်းရောက်မြန်မာနိုင်ငံသားနှုတ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းရင်းနောက်ထိုင်းစစ်တပ်ကမြန်မာဘက်ကို120မမမိဂိုပုံအမြောက်ကြီးတွေကိုပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရတယ်ထိုင်းစစ်တပ်ကနေဒုတိယဗိုလ်ချုပ်ကြီး မြန်မာဘက်ကိုတိုက်ပွဲတွေကြောင်းထိုင်းပိုင်နယ်အတွင်းကိုလက်နက်ခဲယံကြောက်တဲ့အတွက်ထိုင်းစစ်တပ်ကလက်တုပ်ပြန်တဲ့နေ့ဖြင့်မိကိုဘုံအမြောက်လေးလုံးကိုတုတ်ပြန်ပစ်ခတ်အမိန့်ပေးခဲ့ကြောင်းတီးပြပြောကြားပါတယ်။ထိုင်းဘက်ကိုကြောက်တဲ့60မမလက်နက်ကြီးကြီးကြောင်းထိုင်းနိုင်ငံသားပိုင်ရက်သားနေတလုံးလည်းပြစီသွားခဲ့ကြောင်းသိရှိရတယ်။ ဆက်လက်ပြီးတရုတ်နဲ့မြန်မာစစ်တပ်တို့ပူးပေါင်းလှုပ်ဆောင်မဲ့မူဆယ်မန်လီရထားလမ်းသစ်ဖောက်လို့အစီအမံကိန်းကော်မတီကိုဖွဲ့ဝင်ဆက်ကောင်းနဲ့မြောင်းလိုက်ကဖွဲ့စည်းပြီးမြထုံးကောဥက္ကဋ္ဌတာဝန်ပေးတရုတ်နိုင်ငံနဲ့မြန်မာစစ်တပ်တို့ပူးပေါင်းလှုပ်ဆောင်မဲ့မူဆယ်မန်လီရထားလမ်းသစ်ဖောက်လို့နိုင်ငံတော်စစ်အစီအမံကိန်းဥစားကော်မတီကိုအဖွဲ့ဝင်ဆက်ကောင်းနဲ့မြောင်းလိုက်ကဖွဲ့စည်းထားကြောင်းစစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းတွေရသိရပါတယ်။ အကြမ်းဖက်စစ်တပ်ကမူဆယ်မန်လက်ရထားလမ်းသစ်ဖောက်လို့ရေးစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံတော်အဆင့်စီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်ရေးဥဆောင်ကော်မတီကိုဩဂုတ်လ30ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးရင်းကော်မတီကိုပို့ဆောင်ရေးနဲ့ဆက်သွယ်ဝင်ကြီးဗိုလ်ချုပ်ကြောင်များထွန်းကဩဂတ်လဖြစ်ဥဆောင်ကအဖွဲ့ဝင်29ဦးပါဝင်နေအစောပိုင်းကော်မတီရဲ့လုပ်ငန်းတာဝန်တွေကမူဆယ်မန်လက်ရထားလမ်းစီမံကိန်းအကောင့်ထဲပေါ်ရဆွေးရချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်မှုပေါင်းကိုရေးဆွဲတည်ပြရန်ရင်းနောက်နိုင်ငံဆွေးရကြတွဲဆောင်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နိုင်စီစဉ်ဆောင်ရွက်ခြင်းနဲ့ မူပေါင်းသဘောတူညီချက်ကိုလက်မှတ်ရေးထိုးရန်ဥဆောင်ကော်မတီကစီမံကိန်းအတွက်လိုအပ်တဲ့ကော်မတီနဲ့အဖွဲ့အစည်းဖွဲ့စည်းပြီးကြီးချက်ကိုကံရန်စီမံကိန်းအတွက်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ရတဲ့အတွုံးနှုံသက်တာတဲ့ဖွံ့ဖြိုးမှုရန်ပုံကိုရရှိဆိုင်ရာပေါင်းဆက်ညီနိုင်ဆောင်ရွက်မှုပါဝင်နေအကြဖက်မြောက်လိုက်ကမန်လေးမူဆယ်ရထားလန်စီမံကိန်းကိုအမြန်ကောင်ထွေပေါ်ရန်ဆောင်နေပြီးရုရှားနဲ့ပါကုန်သွယ်မှုတွေလုံနိုင်မဲ့ခြေအနေရှိကြောင်းယခုနှစ်စတင်ပါလာတရနေ့တရုတ်နိုင်ငံ TN ကျင်းမြို့မှာပြုလုပ်တဲ့မြန်မာတရုတ်စီပွားရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်အတွက်ဆောင်မှာထုတ်ပေါ်ပြောဆိုတဲ့ မန်လေးမူဆန်မြရထားလမ်းမှာတရုတ်ကဆောင်းလုံနေတဲ့ဘေကျင်းကူမင်းရွှေလီမြရထားနဲ့ချိတ်ဆက်မိဖြစ်ပြီးအဆိုပါမြရထားလမ်းမှာကြောက်ဖြူထိတိုးချဲ့ပြီးတော့ကုန်းတွင်ပိတ်တရုတ်တောင်ပိုင်းပြည်နယ်အတွက်မြန်မာနိုင်ငံမှာတဆင့်ပင်လဲထွက်ပေါ်ရရှိစေမယ့်အခွင့်အလမ်းမြောင်းလိုက်ကဆိုတဲ့မူဆန်မန်လေးရထားလမ်းတွေဖောက်လို့စီမံကိန်းအတွက်ဒီဇိုင်းကိုတရုတ်ဘက်ကတင်ပြမှုတွေရှိခဲ့တော့လဲစစ်တပ်ကစီစဉ်ရွေးချယ်နေစေဖြစ်ကြောင်းမူဆန်မန်လေးရထားလမ်းတည်စီမံကိန်းမှာကီလိုမီတာ၄၀၀ကျော်ရှိရှိပြီးတော့အမေရိကန်ဒေါ်လာ၁၀ဘီလီယံဝန်းကျင်ကုန်ကျနိုင်မယ်လို့ကနေအုံသုံးသပ်ထားတယ်လို့ကနေအုံသုံးသပ်ချက်အစီရင်ခံစာရသိရပါတယ်။ ။ LND ဆွေးလက်ထက်2018ခုနှစ်အောက်တိုဘာလမှာပို့ဆောင်တဲ့ဆက်သွယ်ဝင်ကြီးဌာနမြန်မာမီးရဒါဌာနနဲ့တရုတ်နိုင်ငံ China Railway Huran Engineering Group Company Limited China Railway Group Limited တို့ကယထာလန်ဖောက်လို့စီမံကိန်းဖြစ်မြောက်နိုင်မှုလေ့လာခြင်းဆောင်ရွက်နိုင်ရန်နာလည်းမူစာကျွန်လာ MOU ထိခဲ့ကြပြီးရင်းချိန်ကလေ့လာမှုစဉ်ခန်းဆောင်ရေးကိုလည်းယခုကောင်တီရဲ့လုပ်ငန်းဆောင်ရွက်မှုတွေမှာထည့်သွင်းစဉ်းစားလျက်ရှိကြောင်းသိရပါဗျာ။ မူဆယ်မန်လေးစီမံကိန်းမှာမူဆယ်ကနေရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဒီရထားလမ်းဖောင်းလွှဲရွေထားပြီးလက်တလောရှမ်းမြောင်းနယ်ရခိုင်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်မြေပြင်မှာလက်တွေ့ကျတဲ့စီမံကိန်းဆိုင်ရာတဘာပုံဝင်ချင်းလေးလာမှုရာရီရဆိုင်ထားကြောင်းသိရပါတယ်။ဆလပီရွာငံမြို့နယ်မြင်းစဒိုးရွာမှာပြည်စော်တီကောင်းဆောင်ဝင်းမြင့်လိုက်ပါလိုက်ကာကိုပြစ်ခတ်တိုက်ခိုက်မှုနဲ့အသိဆောင်ပြီးတနက်တလက်တင်စီရရှင်။ရှမ်းပြည်နယ်ရွာငံမြို့နယ်မြင်းစဒိုးရွာမှာပြည်စော်တီကောင်းဆောင်ဝင်းမြင့်လိုက်ပါလိုက်ကာကိုပြစ်ခတ်တိုက်ခိုက်ရနောက်အသိဆောင်ပြီးတနက်တလက်တင်စီရရှင်ကြောင်း တရားစံဒီရင်မှာတနင်္ဂနွေပြန်ကြိုက်တော်ဟန်ကိုကြားပြန်ကပြောတယ်နိုဝင်ဘာ29ရက်နေ့မနက်9:00နာရီခန့်မှာရွာငါမြို့နယ်အတွင်းပြည်သူတွေပေါ်ရက်ဆက်ရုံမှစွာမြားစွာကျူးလွန်တဲ့ပြူစောတီကောင်စားဝင်မြင့်တဲ့၎င်းလက်အကန့်ပြူစောတီတအုပ်လိုက်ပါလာတဲ့အင်းစီကအပြစ်ခတ်တိုက်ခိုက်ရမှာနှောက်ဖွဲ့ချင်းမိသိဆောင်ခဲ့ကြောင်းသိရတယ်ဒေဆောင်သားပြူစောတီကောင်စားဝင်မြင့်ထံကနေပစ္စတိုတနတ်တလက်ကိုမမကြီးဆက်ချောင်းတော်နဲ့တခြားသောတတိကံပစ္စည်းတင်စီရရှိခဲ့ကြောင်းထို့သောပြစ်ခတ်တိုက်ခိုက်နိုင်ရန်ဝင်မြင့်တဲ့အနီးကနေထိုင်သူတအုပ်ကတရင်ပေးပို့ခြင်းကြောင့်စောက်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် ရစောဒီကောင်းဆောင်ဝင်မြင့်က2021ခုနှစ်ခုနှစ်လပိုင်းမှာပြည်ရင်တောင်ရကိုမီရှော်ပြီးပြည်သူခုနှစ်ကိုရရဆက်ဆက်တပ်ဖြတ်ခဲ့ရမှာပါဝင်ခဲ့ကြောင်း2022ခုနှစ်6လပိုင်းမှာလှဆင်ကြရမှာပြည်သူပိုင်းနေလေးလုံးကိုမိရှုပ်ပြက်စီရမှာပါဝင်ခဲ့ကြောင်း2023ခုနှစ်5လပိုင်းကနေ9လပိုင်းထိမြက်ခိုင်းအင်းရွာကနေပြည်သူပိုင်းနေ38လုံး၊ကြောက်ပချုံရွာကနေပြည်သူပိုင်းနေ9လုံးနဲ့15နှစ်ရွယ်မိန်းကလေးတောက်ကိုမတိန်ကျင့်ခဲ့တဲ့ပြမှုအပါဝင်မင်းပလောင်ကျားကိုရွာလုံးကျွမိရှုပ်ပြက်စီမှုတို့မှဓမ္မ55လောက်ခန့်အကျန်းဖက်စစ်တိုင်းနဲ့ပူပေါင်းပြီးဥစားပါဝင်လောက်ကင်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။ ထို့ပြင်ဝင်းမြင့်ကရွာငံမြို့နယ်မှာတည်တောင်းရီကိုစစ်တပ်နဲ့ပူးပေါင်းပြီးတရားမဝင်ထုတ်ယူနေခြင်းအသားလိုင်စင်အကြောင်းပြကတာရင်နာရီပွဲလန်းသဘင်နဲ့ပွဲလန်းသဘင်နဲ့ပြုလို့ရမှာခွန်ငွေတွေကိုအဆမတန်တင်းမှာကောက်ယူခြင်းပြည်သူတွေကိုပီဒီအန်နဲ့ဆက်သွယ်ရှင်းသင်ဆိုကဖန်ဆင်းခြင်းနဲ့လုံဆောင်နေသူဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီးဝင်းမြင့်လောက်ကန်ဖြူစောတီရဲ့စစ်တပ်တောက်တိုင်တွေကလည်းပြည်သူပေါ်ရုံမှမှုတွေကျွလွန်လာပါကထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း DSNDA မှာသတင်းနဲ့ပြန်ကြားတဲ့အခါကိုကြားပြန်ကပြောတယ် ဆက်လက်ပြီးတော့နတ်တလင်းမြို့နယ်မှာကျင်းရော်ရီမှာဂျန်ဖုတ်ပါတီမဲဆွဲဆိုင်မှုတွေကိုတပြိုင်နက်တည်းမီရှို့ရှင်လင်းပြီးရွေးကောက်ပွဲကိုလက်မခံကြောင်းပြသဘန်ကောက်တိုင်းနတ်တလင်းမြို့နယ်မှာဂျန်ဖုတ်ပါတီမဲဆွဲဆိုင်မှုတွေကိုတပြိုင်နက်တည်းမီရှို့ရှင်လင်းပြီးစစ်တပ်ရွေးကောက်ပွဲကိုလက်မခံကြောင်းပြသခဲ့ကြောင်းဒေသတွင်တော်လိုင်းသတင်းမြစ်တွေကပြောပါရယ်နွေမန26ရက်နေ့ညပိုင်းနဲ့တလင်းမြို့နောက်ဖြတ်ချမ်းရှိထိပ်ပင်ရွာ၊ကွန်ကြီးရွာ၊ရွှေကြပင်ရွာ၊အောင်ပင်ရွာ၊ကလတ်တက်ချင်းရွာ၊ချင်းကုန်းကန်ရွာ၊ပွဲတာရွာ ကိုလေးရအစရှိတဲ့ကျက်ဖို့ပါတီမဲဆွေဆိုင်မှုတွေကိုပြည်သူတွေကတပြိုင်တည်းထဲမိရှုဖြက်စီခဲ့တယ်။ထို့သောမိရှုဖြက်စီမှုလုံးဆောင်သွားပြည်သူတွေကညာတွင်ကျင်ထွက်ပြေးတိမ်းရှောင်သွားကြောင်းရှင်တို့မိရှုဖြက်စီပြည်ဖြစ်ပွားပြီးတော့တာပေါ်ရဲစကန်ကနေစစ်သားနေရရောက်ရှိလာပြီးကြေးအပေါင်းစုံမှလူငယ်30ကန်ဖွဲ့စည်းသွားကြောင်းသိရပါဗျ။ အလားတူနိုဝင်ဘာ29ရက်နေ့ည9:00နာရီခန့်မှာနန္ဒလင်းမြို့နယ်ဓမ္မငယ်ရွာရှိစစ်တပ်ရဲ့အသင်းချုပ်ချမ်းဓမ္မငယ်ရဲစခန်းနဲ့တောင်ညိုကွက်တဲ့ရဲစခန်းတို့ကိုတော်လိုင်းတပ်ဖွဲ့တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ပြီးအကြမ်းဖက်စစ်သားနဲ့ပြူစောတရားအလုံးစုံကထွက်ပြေးသွားကြတော်လိုင်းရဲဘော်တွေကိုရဲစခန်းပအဝင်စစ်တပ်တပ်ဆွဲထားနေရတဲ့ကိုမိရှုံရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။ ဆလဘင်ရှေဘုံမြို့ပေါ်မှာထွန်လာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား20ကျော်တင်ဆောင်ပြီးရုပ်လောင်းတဲ့လက်နက်ခဲများတင်ဆရာရှင်ဇဂိုင်းနိုင်ရှင်ဘုံမြို့ပေါ်ကနေထွန်လာအကြက်ဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား20ကျော်တင်ဆောင်ပြီးရုပ်လောင်းနေတဲ့လက်နက်ခဲနဲ့တင်ဆရာရှင်ခဲ့ကြောင်းရွှေဘုံမြို့နယ်လျက်စီမုံတိုင်းပြောက်ကြားတဖွဲ့ပလိုင်းဘက်ကဖတ်တောင်းရှင်သူကပြောတယ်။နိုဝင်ဘာ29ရက်နေ့မိုးလယ်3:30မိနစ်ခန့်ချိန်ရွှေဘုံမြို့တောင်ဘက်မုတ်ကနေထွက်လာအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတော်လိုင်းမဟာမိတ်တပ်ပေါင်းစုတွေကကြားပြတိုက်ခိုက်ခဲ့ကြောင်း ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်သား20ကျော်သေဆုံးပြီးလက်နက်ခဲနှင့်ရရှိခဲ့ကြောင်းထို့ပြင်တိုက်ပွဲဖြစ်ပွားပြီးနောက်တော်လိုင်းရဲဘော်တွေနဲ့မြေရှင်းလင်းပြုလုပ်စဉ်စစ်သားအလောင်းတွေတင်ဆက်ရရှိခဲ့ပါသည် ရှင်ပုံမျိုးတင်ကနေတောင်မမို့ကိုထွက်လာရင်အင်အား80ကျော်ပါစစ်ခွင်စစ်ကြောင်းကျွန်တော်တော်လိုင်းမဟာမိတ်တပ်ပေါင်းစုကကြားပြတ်တိုက်ခိုက်တဲ့စစ်ခွင်ရဲ့ခွင်နဲ့ပြုခွင်20ကျော်တည်ဆောင်းတယ်လို့သိရတယ်။နောက်ပြီးလက်နက်ခဲနေလည်းတင်စီအားရှိပါတယ်။ဆိုပါတိုက်ခိုက်မှုကိုရှင်ပုံမျိုးနဲ့လျှက်စီမုံတိုင်းပျောက်ကြားတပ်ဖွဲ့ဖလိုင်းဘတ်ကောက်ဖာနဲ့တော်လိုင်းမဟာမိတ်ပေါင်းတပ်ဖွဲ့တွေကလုံဆောင်ခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းထိနာပြီးရှင်ပုံမျိုးတင်ကိုပြန်လည်ဆက်ခွာသားကြောင်းသိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။